အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့ကိုယ်သူနိုဘယ်ငြိမ်းချမ်းရေးဆုပေးသင့်တယ်လို့အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပေမဲ့နိုဘယ်ဆုရွေးချယ်ရေးကော်မတီကဗင်နီဇွဲလားနိုင်ငံကအတိုက်ခံခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့မာရီယာကိုရီနာမာချာဒိုကိုရွေးချယ်ခဲ့ပါတယ် The Nobel Peace Prize for 2025 to Maria Corina Machado ဒါဟာမာရီယာရဲ့မဆုံးမနစ်ဇွဲနဲ့ငြိမ်းချမ်းနဲ့အကျမ်းမဖတ်တဲ့လမ်းစဉ်နဲ့အာနာရှင်ကိုစက်ကျင်တိုက်ပွဲဝင်မှုကိုကဘာကအတိမတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။သူ့အကြောင်းအချင်းချင်းလေးကိုအခုပြောပြပေးသွားမှာပါ။မာရီယာကိုရီနာအမာချာဒိုဟာဆိုရင်1968ခုနှစ်မှာဗင်နီဇွဲလားနိုင်ငံအာကရာကတ်မြို့မှာပေါ့လေမွေးဖွားခဲ့ပါတယ်။ သူဟာအာဒါကြောင့်အခုဆိုလို့ရှိရင်အသက်58နှစ်ရှိပြီဖြစ်ပါတယ်။သူဟာစက်မှုအင်ဂျင်နီယာဘွယ်ရထားသူဖြစ်ပြီးတော့အစောပိုင်းကာလတွေမှာတော့လုံမှုရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။ သူဟာစက်မှုအင်ဂျင်နီယာဘွဲ့ကိုရထားတဲ့သူဖြစ်ပြီးတော့အစော်ပိုင်းကာလတွေမှာလူမှုရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။သူဟာအတူတကွပူပေါင်းပါဝင်ခြင်းလို့အထိပ်ပဲရတဲ့ Summit လို့ခေါ်တဲ့ဒီအရက်ဖက်အဖွဲ့အစည်းကိုပူးတွဲတည်ထောင်ခြင်းကစလို့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လာခဲ့ပါတယ်။မာရီယာဟာ2017ကနေ2014ခုနှစ်တွေအတွင်းမှာဆိုရင်အမျိုးသားလွတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီကာလမှာဆိုရှယ်လက်အစိုးရရဲ့မူဝါဒတွေကိုပြက်ပြက်တတ်တတ် ဝေဖန်သူအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။သူဟာလက်ရှိနီကိုလတ်အစိုးရရဲ့ဖိနှိပ်မှုတွေကိုလည်းနှစ်ပေါင်းများစွာကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ခရီးသွားလာခွင့်တွေကိုအစိုးရကပိတ်ပင်ခဲ့တယ်။နောက်ပြီးတော့နိုင်ငံတော်တစ်ဆက်ဖောက်မှုနဲ့အာတရားစွဲဆိုခံခဲ့ရပါတယ်။ရွေးကောက်ပွဲပါဝင်ခွင့်ကိုလည်းပိတ်ပင်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူကနိုင်ငံတွင်းကထွက်ခွာသွားတာမျိုးမရှိဘဲအာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်သိမ်းမှုအသက်အန္တရာယ် ဲ့ချိန်ချမှုတွေကိုရင်ဆိုင်ရင်းနဲ့ပြည်သူတွေရဲ့တော်လှန်ရေးစိတ်ဓာတ်ကို မြင့်တင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။အော်တိုဘာလ10ရက်နေ့တောက်ကြနေ့မှာတော့ Nobel ဆုရွေးချယ်ရေးကော်မတီက2025ခုနှစ်ငြိမ်းချမ်းရေး Nobel ဆုရှင်အဖြစ် Maria Corina Machado ကိုရွေးချယ်ကြောင်းကြေညာခဲ့ပါတယ်။ Nobel ကော်မတီက Maria ရဲ့ Democracy နိလန်တွေဟာငြိမ်းချမ်းရေးဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ နိုင်ငံတကာမှာဗင်နီဇွဲလာရဲ့တမနီအမျိုးသမီးအဖြစ်တင်စားခံရတဲ့မာရီယာဟာနိုင်ငံရေးအရအရေးပါတဲ့ဒီမိုကရေစီစံနှုန်းတွေတရားဥပဒေစိုးမိုးရေးနဲ့လူ့အခွင့်အရေးတို့ကို အမြဲတစေထောက်ခံပြောဆိုတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ရှင်